ထို့ကြောင့်ပင်စားတောင်ဆရာတော်ကြီးကဖះစကားနားလဲအောင်လို့ဖះစကားနားလဲလာရင် လောကစကားတွေအလုံးနားလဲတယ်ဟုမိန့်ခြင်းဖြစ်ပါ၏တဲ့ အလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့စားတောင်စီရော်ဘုရားကြီးရဲ့ကလားလဲလူငခုလဲငါဆိုသောဆောင်းပါးလေးနဲ့မြစ်တာမားပါသော မြစ်တာကြီးဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘဟုတုတရပွဲတင်ဆက်ဖပြပေးခြင်းတာပဲဖြစ်ပါရရှင်အရင်ဆုံးကလားလဲလူငခုလဲငါဆိုတဲ့ဆောင်းပါးလေးအကြောင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ဖပြပေးပါမယ်ရှင် ထိုးလူလာပြီဆိုရင်အနောက်အသွားမလို့အစွန်လည်းမလို့ချင်တော့မိကုံးပုတ်စာတပုတ်အဖြေထုတ်ရန်ပါလာတတ်ပါတယ်တဲ့အညာဒေသအခေါ်စူးလဲဟုပမာပွေး၍ခေါ်လိပြောလိရှိကြတော့စူးလဲလိုလူတယောက်ဖြစ်ပါတယ် တနေ့ထိုဆူလဲကြီးចောင်းသူမောင်းနေရောက်လာပါတော့တယ်။ဘသူကိုမှခလုတ်မတိုက်ရရင်ဖះကိုခလုတ်တိုက်ရမှစားဝင်အိပ်ပျော်တော်သူပြီးပြီးစားတောင်စရာတော့ဤရှိမောင်း၌ပိတ်စာမီးရဲ့မေမေရဲ့စကားဆရာမရကြံရံမရတော့အခါထိုလူသည်ဆိုင်းမစင်ပုံမစင်ဆရာတော်အာမေးပါဤတဲ့ဆရာတော်ဖះတက်တက်လို့ဖုံးပေးပါသလားတားတက်လို့စားပါသလားဖះဆရာတော်သည်သူ့အမေးကိုမှုနေရမတူပါသို့တော့မေးရှိသူကဖြေးရမည်ဝတရားရှိသည်ဟုနှလုံးသွေးလျက်ထိုသူကိုခက်ဆူးဆူးတစ်ချက်ကြည့်လိုက်ပြီးလင် ်စကုအင်္ဂရီချတော်မူကဖះရလဲမစားဘူး ကျုပ်လည်းမစားဘူးဟုမိန်ကြားပါ၏တဲ့ထိုဆုလက်တကအနှဲငယ်တွန်သွားလေ၏တဖန်တခြားဘာသာဝင်များအကြောင်းစကားဆပြန်ပါ၏တဲ့မကောင်းမြင်ဖြင့်ပြောခြင်းဖြစ်၏ထိုသူတို့အကြောင်းမကောင်းစကားပြောကြနေရင်မှဆရာတော်ဘက်သို့လက်အုပ်ချီကဆရာတော်ဒီလူတွေဒီဘာသာဝင်တွေဟာဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့တပည့်တော်လူလူမျိုးတွေရှိတဲ့တိုင်းပြည်မှာမနေသင့်ဘူးသူတို့လူမျိုးသူတို့ဘာသာသူတို့တိုင်းပြည်မှာပဲနေသင့်ရှိသင့်တယ်မဟုတ်လားဖရာတဲ့ဤအချိန်လျှောက်ထားမှုပြီးဆုံးချိန်မှာတော့ဆရာတော်သည်ထိုဆုလက်တက ဆိုသူအားချက်ချင်းမတုံ့ပြန်ပါကြီးခန္ဓာကိုယ်ကိုလည်းချက်ချက်ရရပြုတ်၍မျက်လာချအာယုံပြုတ်ပြင်းလင်တမားပတ်ဝင်စားတကယ်သူပြုတ်လုပြီးလင်ဖះရလဲကလာပဲကြုတ်လဲကလာပဲဟုပြက်သားလာသောအတန်တော်ဖြင့်ဟိမ့်လျက်မိန်ကြားပါ၏တဲ့ထိုဆုလဲတကမှာခေါင်းမဖော်ရဲတော့ပြီသူမဲလျှောက်သည်မှာတစ်ဖက်သားအပေါ်၌အလွန်အမီမကောင်းမြင်စိတ်လွမ်းမှုကလျှောက်ထားမိတကယ်သူဖြစ်သွားရသည်ကိုရိတ်စားမိခံတူပါသည် ဆရာတော်ဘုရားဤရှင်းလင်းပြတာရင်းရင်တော့အဖြေကြောင့်အနေကျုံသွားပုံနဲ့ရပါသည်တဲ့နောက်ထပ်စကားတဲ့မေးလျှောက်တံမထွက်တော့ပြီစူလဲတကာသည်ဆရာတော်ဘုရားဝတရားကြီးကတော့ကပြန်သွားပါသည်အနာရှိသူများအားနှုတ်ဆက်ခြင်းလည်းမပြုပါတဲ့အရိယာသူတော်ကောင်းတို့ဤရှေးမောင်း၌သူဖြစ်ကျင်တယ်လို့မဖြစ်လာတော့အခါတွင်အကာရဝပြုသက်သူတို့ဤထုံးစံများအတိုင်းအရိယာသူတော်ကောင်းတို့ပတ်ဝန်းကျင်မှာတူတူတိတိရှောင်ခွာတော်တဲ့ဒီမှာထိုလူသားများဤတဘာဝပင်ဖြစ်ပါ၏မဟာဘောရိမြိုင်မထေကြီးကလည်းမိန်ကြားထားဖို့ဒီစကားတော်တခွန်စ တင်ထားရခဲ့ပါ၏တဲ့အရိယာပုဂ္ဂိုလ်ထိုထိုသူတော်ကောင်းတို့အမည်ဒီမှာလူမျိုးမရှိဘာသာမရှိတမ်းမီမရှိဟုမိတ်ဆိုခဲ့ပါ၏ထိုစကား၏အတိတ်နှက်ကိုသိနိုင်ရမှာမူတာမန်လူသားများဖူးထီဆွေများတို့၏အရာမဟုတ်ချေညံမီရန်မလွယ်ကိုပါတဖန်အရိယာမထင်မြတ်စွန်းလို့စီရတော့ဥကဝီအရှင်မြတ်ကြီးကလည်း လူတယောက်တပါးသာဟုထင်းထင်းရှားရှားမိန့်ခဲ့ပါသည်အရိယာကြီးညံအမည်တရားစကားတို့ကိုပုရုษေတို့ညံမိဖို့ရန်ဝေးနေကြစေဖြစ်ပါ၏တဲ့မိမိတို့အရာမှမဟုတ်ပါပဲလျက်အရိယာတို့ဤစကားပရိယေတရားပရိယေတို့ကိုညံမိရန်မှာဖျားစကားနားလည်မှဖြစ်နိုင်ပါ၏တဲ့ထို့ကြောင့်ပင်စားတောင်ဆရာတော်ဘုရားကြီးကဖျားစကားနားလည်အောင်လို့ဖျားစကားနားလည်လာရင် လောကစကားတွေအလုံးနားလည်လာတယ်ဟုမင်ကြီးဖြစ်ပါ၏တဲ့ ဤစာစုဖြင့်စားတော်ဆရာတော်ကြီးနှင့်တကွတက်ရှိထင်ရှားအရိယာသူတော်ကောင်းများနှင့်ဆက်လက်တော်မူပြီးကြသောအရိယာပုဂ္ဂိုလ်သူပုဂ္ဂိုလ်များအပေါင်းတို့အားယူတည်မြန်လို့လက်ဆောင်မှု၏ရှေကိုအုပ်ကဲ့ကြောအပ်ပါ၏လို့ရေးသားထားပါတယ်ရှင်။ ဆက်လက်ပြီးတော့မြစ်တာများပါသောမြစ်တာကြီးဆိုတဲ့ဆောင်းပါးလေးကတော့မြစ်တာနဲ့ပတ်သက်လို့ဓမ္မစီဒီဆရာတော်ဦးကောသလတရားဟောတဲ့အထဲမှာကိုရိဖြစ်ရလေးကိုနားကြားခဲ့ဦးတယ်အဖွားတော်တရားဟာတူးတဲ့နေထိုင်နေအဖွားကိုမွေးထားတဲ့ကြက်ဖာလေးနနက်ခင်းတွင်ချိန်မှာအိယာထားပြီးဖျားဝတ်ပြုလေးရှိတယ်ပြီးရင်မြစ်တာပို့တယ်အဖွားအိုအိမ်ကိုခုမဲ့တခိုးကအရင်လေးလာထားတော့ဓာရီကိုတိနေတယ်တခိုးဟာအိမ်မောကြချိန်အိတ်ကောင်းချိန်ကိုခိုးတက်လေတော့ တူလာခိုးတိုင်းအဘွားအိုကဖះဝှက်ပြူနေတာကိုတွေ့ရတယ်ဒီလိုအဘွားအိုနဲ့ခဏခဏစုံနေတက်လေတော့တခູ້ကစဉ်းစားတယ်ဘာကြောင့်လဲပေါ့တခູ້ဟာကြက်ကြောင်ပဲဆိုတာသိတော့ကြက်ကိုခိုးတက်ပစ်လိုက်တယ်ဒါပေမဲ့အဘွားဟိုကပုံမှန်အတိုင်းဖះဝှက်ပြူနေပြန်တယ်မြစ်တာပို့ချိန်မှာနောက်ထပ်မြစ်တာပို့တာတခູ້ပါလာတယ်အလဲလွန်နေတဲ့ကြက်ဖလေးအချိန်တန်အိမ်ပြန်ရောက်ဖို့ပေါ့အဘွားအိမ်ကိုခိုးမဲ့တခູ້ကအခွင့်အရေးမရတာနဲ့ရက်အတန်ကြာမခိုးဖြစ်ခဲ့ဘူးဆိုပါတော့တဲ့တခູ້ကဘာဖြစ်လာလဲဆိုတော့တကူလုံးကြက်မွေးလေးတွေပေါက်လာတယ် ထရိတ်လန်ဖြစ်လာတဲ့တခုအောက်လန်းပညာသည်စီဓာတ်တွေနဂရော်တွေစီစုံနေအောင်သွားခဲ့တယ်ပညာသည်တွေအားလုံးရဲ့တညီတညွတ်သေးပြောပြတာကသူတို့မတက်နိုင်ဘူးတဲ့ အောင်လမ်းပညာသင်အကြံပေးတာကတော့အဖွားမြစ်တာပြက်အောင်လုပ်ရမယ်ဆိုပဲဘလို့လုပ်ရမလဲဆိုရင်တက်လိုက်တဲ့ကြက်ဖပုံစံတူကိုရှာပါတဲ့သူမြင်နိုင်တဲ့နေရာမှာတက်ပြီးထားလိုက်ပါလို့ဆိုတဲ့အဖွားကတည်နေတဲ့သူ့ကြက်ဖကိုမြင်တော့ညဉ့်ဉန်းတဲ့စကားလုံးနေနဲ့ကြက်ဖတက်သူကိုဆဲတယ်ဒီတော့မှတကိုးကိုပေါ်ကကြက်မှုတွေပြောက်ကုန်တယ်လို့ဆိုတယ်ပုရုရှင်ရဲ့မြစ်တာဟာမခိုင်မြဲတဲ့သဘောအရိယာရိယဟန္တာရိရဲ့မြစ်တာကြပြန်တော့ခိုင်မြဲတဲ့သဘောလွင်ပြင်းလို့ဖြစ်ပြီးတောင်ကုန်းမခံတဲ့သဘောပါပဲဘာကြောင့်လဲဆိုရင်မန္တ ်းကလေးမယန်းချင်ရက်ကဓမ္မမိတ်ဆွေတယောက်မှာတမိတယောက်ရှိတယ် စာကြိုးစားတယ်စာမှုခွဲနည်းရေးပြဿနာတက်တယ်စာချက်မရပဲကြောင်စီစီနဲ့စကားတွေတောင်းစီရေးမြပြောနေတတ်တယ်ရေလိုက်ငူလိုက်နဲ့ပဲဆိုပါတော့တဲ့ဆရာစုံနဲ့ကုတယ်မရလေဘူး၃နှစ်နှစ်လောက်ကြာတော့ဆရာတော်ကိုဖခင်ကလာလျှောက်တယ်ဆရာတော်ကအာယုံပြုပြီးမေတ္တာရေးတပလင်းပေးလိုက်တယ်မေတ္တာပို့ဝေးပါမယ်လို့လည်းမိန့်လိုက်တယ်အမှန်တကယ်ပဲယောဂပြောက်ပြီးတော့နောက်နှစ်မှာစာမှုခွဲဖြေနိုင်ခဲ့ပါတယ်တဲ့တကယ်တော့အတူတွဲနေတဲ့တငယ်ချင်းကမနာလို့ဖြစ်ပြီးအောက်လဲပညာတဲ့ရဲ့အခုညီနဲ့ဆောင်ရွက်ခဲ့ခြင်းပါပဲစားတောင်ဆရာတော် ော်ရဲ့မေတ္တာရည်နဲ့ဆက်နွယ်လို့ထန်းတော်ရွာကဦးကြီးမောင်အိပ်ပျော်နေခိုက်ဆုံးမကတစ်ပင်မော်ကနေတဟုံထိုးဇောက်ထိုးဆင်းလာတယ်။နှကောင်းတွေကထဟဲလို့နှိုးစော်တဲ့အခါအိမ်မက်ထဲကမြင်ရတဲ့ဆုံးမကို စားတောင်စီရော်ရဲ့မြစ်တာကြီးနဲ့ပတ်လိုက်တယ်။ကမ်းရော်ဟဲ့တကယ်ပဲရွာထဲကပညာသေးလဲကမ်းသွားတယ်အံဩစရာပါပဲတဲ့။ဒီအောင်လန်းပညာဆိုတာလင့်လေးတလို့ဝင်တွေတတ်တယ်။ဦးကြည်မောင်နဲ့ဥပိုလ်လေးဆရာတော်ကိုညာကင်းအပေါ်အလေးသွားတဲ့အခါဝိဖြည့်ကြဖို့နားနေကအခန်းပေါ်ဝါမှာအိတ်ကြတဲ့ဦးကြည်မောင်ရဲ့ပဆက်ကိုဖြန့်ကနေရိုက်တယ်။ချက်ချင်းဆိုသလိုငောက်ခနဲထထိုင်ပြီးတော့ဥပိုလ်လေးကိုမင်းငါပါးကိုရိုက်တာလား။ ຈັນကြီးစီယာမောင်ရင်ယာမင်းမရရင်ဘယ်သူရိုက်မှာလဲမင်းနဲ့ငါနှစ်ယောက်တည်းရှိရအောင်ကွာတဲ့ရိုက်တယ်မရိုက်ဘူးငင်းကုန်နေချင်းဆရာတော်ကြွလာတယ်အကြောင်းအကျိုးကိုရှောက်ကြတော့ပညာသေးလာရဲ့သွားလာပါကွာဆရာတော်ရဟန္တာတရင်တုံးတဲ့အကြောင်းဖရား လိရင်လိတလို့ပါပဲကွာကြီးမောင်ကြီးကမြစ်တာအားနေတကူဒါကြောင့်ပါတဲ့ဒီတော့ဆရာရဲ့မြစ်တာကြီးကိုအတုံးပြုမယ်ဆိုရင်တော့လက်ခံအားကောင်းရင်ပိုပြည့်စုံပါတယ်ကျွန်တော်ဖခင်သမီးရဲ့ဆက်ချုပ်လုပ်ငန်းအထက်နေပါလို့တော့ဆရာတော်ကိုခေါင်းအုံးနဲ့ခေါင်းအုံးအဖုံးမှုတွေဖခင်ကဆရာတော်ကိုကြော့ပြီးမလျှောက်ရသေးပါဘူးဆရာတော်ကစက်ရောင်ကြီးဘာရရေရီယာချင်းမလို့လဲကွာတဲ့ဖခင်ကရေကျဲကျဲနဲ့အကြောင်းအကျိုးကိုလျှောက်ထားလေတယ်ဒီတော့ဆရာတော်ကနန္တဖြူရဲ့တယောကင်မွန်းရဲ့မြစ်တာကြီးရဲ့တပေးကန်းနဲ့အချုပ်ဆက်ကိုပတ်ဖြန်းလိုက် ိုက်ပါလို့အမိန့်ရှိတယ်။အမှန်တကယ်ပဲအထယ်တွေလက်မလဲအောင်ကြာလာပါတယ်တဲ့။မြစ်တာရင်နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်မကုံနိုင်လေဘူး။ဆရာတော်တတ်တော်ထင်ရှားမရှိတော့တဲ့နောက်ပိုင်းစာဖတ်သူတို့ကိုမျှဝေကူသွေးပြုခဲ့ဘူးပါတယ်။ကက်ယောဂအချို့ကိုအသက်ဘေးကလွံ့မြောက်ခဲ့ရတဲ့အထူးသဖြင့်ကိုဗစ်ပေါ်တဲ့ဒီလိုကက်ဘေးကလွံ့မြောက်ခဲ့ကြတာရန်ကုန်ကဓမ္မမိတ်ဆွေတွေအများဆုံးပါပဲတဲ့။ဘာပဲဖြစ်ဖြစ်လေကျွန်တော်စွမ်းဆောင်ရာကျိုးကုသိုလ်ပြုရာကျိုးနှက်ပါတယ်။ပီတိလည်းဖြစ်ရပါတယ်။လှုပ်တွေပါချင်းနောက်နောက်မြစ်တာရီကိုကုသိုလ်ပြုပါအောင်မယ်ခင်ဗျာတဲ့။စားတောင်ဆရာတော်ဖ ဘုရားကြီးရဲ့မေတ္တာကြီးဆိုတာဉာဏ်ရှိတယ်လို့အသုံးပြုနိုင်ပါတယ်။သုံးသက်လောက်လည်းပြန့်မွားနိုင်ပါတယ်လို့ဆန္ဒပြုရင်ထိတိတတိဇော်နိုင်မန္တလေးလို့ရေးသားထားပါတယ်ရှင်။ငွေရေးသားသူများကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိကြတဲ့ပိတ်တဲ့အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။